နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးအိုးဘုံထောင်မှာအကြမ်းဖက်စစ်ကောင်စီရဲ့မတရားဖမ်းဆီးထောင်ချခြင်းခံထားရတဲ့မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ဦးဟာဒီနေ့ဇွန်လ28ရက်နေ့မှာအိုးဘုံထောင်ဆေးရုံမှာကြဆုံသွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ28ရက်နေ့မနက်9:00နာရီဝန်းကျင်အချိန်မှာရုတ်တရက်အမောဖောက်ပြီးတော့ကြဆုံသွားခြင်းဖြစ်တယ်လို့သိရပါဗျမန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ဦးဟာအိုးဘုံထောင်ဆေးရုံမှာကြဆုံသွားပါတယ် ဓာတ်ပေါ်တွေကိုအိမ်ကိုပြန်တယ်ခွင့်တောင်းတာကိုစစ်ခွေးတွေကမပေးဘူးလို့သိရတယ်လောလောဆယ်တော့ဒီလောက်ပဲပြောလို့ရပါတယ်လို့ NLD ဘဟုအလုံးမှုဆောင်ကောမဒီအဖွဲ့ဝင်ဦးထွန်းမြင့်ကပြောပြထားပါတယ်မန္တလေးတိုင်းလွတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ဦးကိုအကြမ်းတ်စစ်ကောင်စီကနိုင်ငံစူပူအောင်လှုပ်ဆောင်မှုရာဇသက်တီးပုတ်မှာ905ကာချင်းနဲ့ထောင်ဒဏ်၃နဲ့ ကိုဗစ်စီကံချိုးပေါက်တယ်ဆိုပြီးတော့တဘာဝဘေးအန္တရာယ်ပုံမှန်25နဲ့ထောင်တန်2နှစ်စုစုပေါင်း9နှစ်6မှတ်ထားခဲ့ခြင်းဖြစ်ပြီးတော့လွတ်ရဆေးကနီးမှာကွယ်လွန်သွားခြင်းဖြစ်တယ်လို့သိရပါဗျ။ဥအောင်ကျော်ဦးဟာ2015ခုနှစ်ရွေးကောက်ပွဲမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ရဲ့ပသိမ်ကြီးမြို့နယ်မှာမန္တလေးတိုင်းလွှတ်တော်ကိုယ်စားလှယ်အဖြစ်နဲ့အနိုင်ရရှိခဲ့ပြီးတော့2020ပြည့်နှစ်ရွေးကောက်ပွဲမှာလည်းထပ်မံပြီးတော့အနိုင်ရရှိခဲ့သူဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။